မန်ချက်စတာယူနိုက်တက်ကစားသမားတွေထဲမှာဘယ်ကစားသမားကိုထားမလဲဘယ်ကစားသမားကိုရောင်းမလဲမင်္ဂလာပါကိုခဲအင်းစတာဖုတ်ဘောရှူအနေကျူတော်ဝါရီကျွန်တော်ကိုခဲမှာဒီနေ့မှာတော့မန်ချက်စတာယူနိုက်တက် ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ keyboard sale ဆိုတဲ့ကဏ္ဍလေးကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Shaw United ပြည်သက်တွေအနေနဲ့ United ကစားသမားတွေကို ရောင်းစီခြင်းတဲ့ကစားသမားတွေများလိမ့်မယ်။လက်ရှိချိန်မှာလည်းအလွတ်နဲ့ထွက်သွားပြီဖြစ်တဲ့ကစားသမားတွေထွက်သွားပါပြီ။နာမည်ကြီးတွေထဲမှာဆိုရင် Christian Eriksen တို့ Lindelof တို့စသဖြင့်ကျွန်တော်ဘယ်ကစားသမားတွေကို keep တင်ဆဲတင်လဲမပြောခင်မှာဒီကစားသမားတွေထွက်ခွာသွားတယ် United အတွက်ဘာတွေအကျိုးမြတ်ရှိနိုင်လဲဆိုတဲ့အပိုင်းကိုအရင်ဆွေးနွေးခြင်းပါတယ်။ဒီဆွေးနွေးချက်ကတိပိသားညီကိုတွေအတွက်မရည်ရွယ်ပါဘူး။မတိ ည်သေးတဲ့ညီကိုတွေအတွက်ရည်ရွယ်ပါတယ်ခင်ဗျ။ဆိုတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်သွားတယ်။ငါတို့အတင်းဟာဒီကစားသမားကြီးစီကပြောင်းရွှေ့ခြင်းလည်းမရဘူးလို့ထင်နေတဲ့ညီကိုတချို့ပေါ့နော်အနှဲငယ်ရှိနိုင်တယ်။ဒါ common လေးတွေတွေ့လို့ပါ။ဒါပေမဲ့လည်းဒီကစားသမားတွေဒီစာချုပ်တဒံကုန်နေပါပြီ။စာချုပ်တဒံကုန်တဲ့ကစားသမားတယောက်ကိုဘယ်ကလပ်တင်းအားမှပြောင်းရွှေ့ကြီးပေးပြီးမခေါ်တော့ဘူး။ကျွန်တော်အမြဲတမ်းပြောပြနေကြ နော်ပြောင်းရွှေ့ခြေဆိုတာက စာချုပ်လက်ကျန်သက်တမ်းပေါ်မှာမူတည်တယ်စာချုပ်လက်ကျန်သက်တမ်းများရင်ပြောင်းရွှေ့ခြေများတယ်တနည်းအားဖြင့်ပြောင်းရွှေ့ခြေသည်စာချုပ်လက်ကျန်သက်တမ်းအလျော်ပေးမှုအမောက်ပမာဏပဲအဲ့ဒါကြောင့်ဒီလာပိုင်းရပ်ပိုင်းပဲကျန်တော့တဲ့ကစားသမားတွေဘယ်ကလပ်တင်ရမှာမကန်းလန်းတာဖြစ်ပါတယ်ပြောင်းရွှေ့ခြေလည်းဘာမှရမှာမဟုတ်ပါဘူးဆိုတော့သူတို့ထွက်ခွာသွားတဲ့အတွက်အသင်းကဘာတွေအကျိုးမြတ်ခံစားရလဲသူတို့ပေးချင်နေရတဲ့လောက်ခပမာဏတွေ တက်တာသွားပါတယ်ဖီဒလန်နလောက်ဆိုရင်တပတ်ကိုပေါင်တသိန်းလောက်ပေးရတယ်ဒါတပတ်လောက်ခပဲရှိသေးရနော်ကျွန်တော်ဘောလုံးရာသီတရာသီမှာဘယ်လောက်ရှိမလဲဘရုစဉ်းစားကြည့်လိုက်အတင်းကတုံးလဲမတုံးအောင်ခရစ်ယာန်အရီစင်ဆိုရင်လည်းတသိန်းကျော်ပါတယ်အဲ့တော့တသိန်းတသိန်းကျော်ကလက်ရှိအချိန်မှာများတယ်ဗျပြောင်းရွှေ့ခြေတွေအရန် hype လာပြီမဲ့ club တင်းတော်တော်များတော့လောက်ခပမာဏကိုနေတဲ့နဲ့အောင်ဆွေးနွေးညှိနှိုင်းတယ်အဲ့တော့တသိန်းကျော်ကစားသမား2ယောက်ပါသွားတာဒီ United အတင်းတော်အများကြီးအကျိုးရှိစေပါတယ် โอเคအဲ့တော့ keyboard cell စလိုက်အောင်ကိုသမား andre onana စာအုပ်တံတန်2028ဒီဂျန်နံပါတ်1 andre onana ကိုဘယ်တင်းအောင်ခေါ်မလို့ sorry bro လေးတွေရှိတယ်ဗာဖြစ်တယ်ညာဖြစ်တယ်မှန်တယ်ဒါပေမဲ့ onana ရဲ့စွမ်းဆောင်ရင်က အဲ့တော့ဟိုကလပ်တင်းတင်းအသေးအံလူချင်းနဲ့ဆွဲဆောင်ရင်မျိုးမဟုတ်ဘူးနောက်တစ်ပိုင်းအကြတော့အန်ဒရီယိုနန္ဒာနေရာမှာဘယ်ကူသမားကိုခေါ်မလို့ကူသမားတွေကတော့အများကြီးရှိပေမဲ့ကူသမားကောင်းတယောက်ရဖို့ဆိုတာမလွယ်ဘူးကျွန်တော်တို့ချယ်စီပဲကြည့်ကူသမားရဲ့အများကြီးခေါ်ပြီးတော့အဲ့ကူသမားတွေ management လုပ်ရတာတွေလက်ရှိအချိန်အဆင်မပြေသေးဘူးအဲ့တို့ကြောင့်အိုနန္ဒာကိုရောင်းလိုက်ပြီကွာနောက်ထပ်ကူသမားတယောက်ခေါ်မယ်ဆိုရင်ဒါ United အသင်းအတွက်အဓိက ခေါ်မယ့်နေရာမဟုတ်ဘူးတခြားနေရာတွေကပိုအရေးကြီးတယ်အန်ဒရီယိုနန္နာရဲ့ပြဿနာဒီလိုပြ तू ကမချူမဖြစ်ဘူးလို့ပဲပြောရမှာပေါ့ဂိုးသမားကောင်းတယောက်ဆိုတော့ကျွန်တော်လက်ခံတယ်ဗျာကျွန်တော်တို့ခုစားနောက်နေကြသလိုငပေါ်တော့မဟုတ်ဘူးကမ္ဘာအဆင့်ဂိုးသမားတယောက်ဖြစ်ခဲ့ဘူးလေဘာစလိုနာအကယ်ဒမီကထွက်တယ် IS ကိုရောက်တယ် IS မှာတော်တော်ကောင်းကောင်းလက်စွမ်းပြခဲ့တိုးတော့ United ရောက်တဲ့အခါကျတော့ ဂိုးသမားတွေမဟုတ်ပါဘူးကျွန်တော်နီးပြတယ်ဆိုရင်လည်းကြောင်ပြောက်သွားတာတွေအများကြီးရှိတယ်အဲ့ဒါကြောင့်အသေးလိုက်အားကောင်းလာရင်ယုံကြည်မှုရလာတဲ့အခါကျရင် Android ကိုနာနာပြန်ပြီးတော့ဟိုလက်စွမ်းပြန်တက်လာနိုင်တယ်ဗျာအဲ့ဒါကြောင့်ကျွန်တော် keep စီဂျင်နာထက် keep တဲ့နဲ့ဂိုးသမားလို့ပြောတာပါရောင်းလိုက်လို့နောက်ထပ်ဂိုးသမားတယောက်ဝယ်ဖို့မလွယ်သလိုသူ့စီကလည်းပြောင်းရွှေ့ကြည့်အများကြီးရမှာမဟုတ်ပါဘူး okay နောက်တစ်တယောက် LD Bina ကျွန်တော်တော့ဈေးကောင်းရရင်ဈေးကောင်းရတာထက်တင်းတင်းနဲ့ဈေးမောင်းပမာဏတရရရင်ရောင်းစီဂျင်မှာကျွန်တော် sell ပါ အဒီဘီနာဒီတပွဲတလေတော့သူအဆင်ပြေလိမ့်မယ်အခုပြီးသွားတဲ့ဘောလုံးရသည်တရားတီတော့အာဆင်နယ်နဲ့ပွဲလာဘယ်ပွဲလဲမသိဘူးထားပါတော့ကျွန်တော်မေ့နေပြီအရန်ကောင်းတယ်သို့တော့ယုံကြည်လို့ရတဲ့ကုသမတရားမဟုတ်ဘူးအဲ့တော့အရန်ကုသမအဖြစ်ဖမ်းကွာဆိုရင်လည်းသူသူဖမ်းတဲ့ပွဲတိုင်းတော့မကောင်းဘူးဗျကာလီကျရဲ့ကြိုးကြောင်နေအများကြီးဖြစ်တယ်အဲ့တော့အဒီဘီနာကိုသူရင်တော့ကစားခဲ့တဲ့ဖီနာဘာဂျီကိုပြန်ဖို့မလားစောက်တဲ့တန်းကလည်းအိုနာနာတက်တောင်နေသေးတယ်2020ခုမှာစောက်တဲ့တန်းကိုမှာ ဖီနာပါဂျီကတော့အခုချိန်ပြန်ခေါ်ရင်ယူရို9တန်းတို့6တန်း9တန်းလောက်တော့ပေးနိုင်တယ်ပေါ့ဗျာ။သို့တော့ကျွန်တော်ကတော့ရောင်းသိမ်းတယ်လို့ထင်တယ်။သူ့ထက်ပို့ပြီးတော့အိုနနာကိုဖိအားပေးနိုင်မယ်။နောက်ထပ်အရန်ကူးသမားတစ်ယောက်ကိုတော့ခေါ်ယူသိမ်းတယ်လို့ကျွန်တော်ထင်ပါတယ်။ကဲနောက်တစ်ယောက်လီနီရိုအဲ့တော့ယူရိုကလက်ရှိချိန်မှာ2029ခုနှစ်ထိစာအုပ်တံတန်းကျန်နေသေးတယ်အသက်လည်းငယ်သေးတယ်ယူနိုက်တက်ကလည်းအနာဂတ်ပလန်စီမံကိန်းအတွက်ခေါ်ထားတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ keep လို့ပဲပြောချင်ပါတယ်လီချာ ခိပါလီချာသည် ACL injury ရသွားတယ်တိုးတော့ရှေ့မှာလဲလီချာမာတာတာဆဲ fracture ဆိုရဲခြေပွားကျတဲ့ဒဏ်ရာရဖို့တဲ့ကစားသမားဗျပြန်ကောင်းလာရင်တော့ထိုက်တဲ့အလဲရောက်တော့ခြေသွမ်းပြပါတယ်လီချာကလည်း United ပြိသက်တွေကြားထဲမှာဒါချစ်စရာကောင်းတဲ့ကစားသမားလေးပေါ့ဗျာခြေသွမ်းလဲပြနိုင်တဲ့သူဆိုတော့လီချာကိုထပ်ပြီးတော့ keep ကမှာပဲနောက်တစ်ယောက် Mathias Delip keep ပါ Harry Maguire ။စာအုပ်တန်းကတော့2026မှာကုန်မှာဖြစ်တဲ့အတွက်တနည်းပဲကျန်တော့တယ်။ကျွန်တော်ကတော့ keep တင်လို့ထင်တယ်။ခေါင်းရဲ့အသက်ရွယ်ကအကောင်းဆုံးအသက်ရွယ်တော့မဟုတ်ဘူး။ဒါပေမဲ့တူတူတန်းတန်းခြေသွမ်းမျိုးရှိတယ်။ဟယ်ရီမကွာယားကိုပေးနေရတဲ့လောကပမာဏနဲ့ထိုက်တန်တဲ့ခြေသွမ်းမျိုးပြအခုချိန်မှာမကွာယားကိုတခြားကလပ်တင်တဲ့အခါမှဆိုရင်ဘယ်လောက်ပေးမှာတော့။ပေါင်းတန်း30တန်း40ပေးမှာလား။မပေးဘူးလေ။တနည်းပဲစာအုပ်တန်းကျန်တော့တာအောက်ချင်းနဲ့ပဲနိုင်မှာပေါ့။အဲ့ဒီကြောင့်အင်္ဂလန်သားတယောက်ဖြစ်တဲ့ဦးစီးဦးဆောင်မှုဂျပန်ကပြုတ်နိုင်တယ်။အမြဲတမ်းတော့မဟုတ်ဘူး။ဂျပန်ကပြုတ်နိုင်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့မကွာယားကိုဆက်ပြီးတော့အသင်းမှာ ထင်းညင်ပါတယ်ခင်ဗျနောက်တစ်တယောက် heaven တကယ်ကောင်းတဲ့ chart လေးတယောက်ပါဟိုအနာကတ်ကောင်းနေအများကြီးရှိနေ ယူနိုက်တက်တော့မဆိုင်ပါဘူးအာဆင်နဲ့အနေငယ်ဖြစ်ဆွဲပြီးပြောချင်တာအာဆင်ရဲ့ chart တွေတော်တော်ကောင်းတယ်မာတင်စကယ်လီအခု heaven တူတူတန်တန်ကိုတက်လာနိုင်တဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်လုံးဝ keep တင်ပါတယ်နောက်တစ်ယောက် luke shaw luke shaw ကတော့ sell ပါ sell ဆိုပေမဲ့လည်းသူ့ဘယ် club တင်ဝယ်မှာတော့ပေါ့နော် south တန်2029ခုတည်းပဲရှိတော့တယ်ကျွန်တော်ကတော့ပြောင်းရွှေ့ကြီးနည်းနည်းနဲ့ကန်းလန်းလာရင်တောင်ပြန်ပြီးရောင်းတင်တယ်လို့ယူဆတယ်သူ့ပေးနေရတဲ့လောက်ခပမာဏကမနှဲပါဘူးခင်ဗျ ဟုတ်ကဲ့ကျွန်တော်တို့ဗီဒီယိုကိုကူညီပေးမှုထားတဲ့ football game မှာဝန်ထမ်းဘောလည်းကစားလို့ရရတယ် promo code ဖြစ်တဲ့ FPK အကြီးစလုံး9 3လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါခင်ဗျအတိအကျပို့ပြီးတော့အသေးသေးကိုသိကျင်နေဆိုရင်တော့ဘယ်ဘက်မှာကိုကြောက်ကြောက်တ3လုံးတို့ည3လုံးမှဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်နောက်တစ်ယောက်ကတော့ AMS a keep the cell data AMS ကိုအငှားချရင်လည်းချလို့ရတယ် Ruben Morin ကတော့လူငယ်တွေကိုလည်းသုံးပေးတတ်တဲ့အတွက်ကြောင့် AMS ကအနာဂတ်မှာနေရာလေးပါလေးတော့ရလာနိုင်တယ်လို့ကျွန်တော်ထင်ပါတယ် နောက်တစ်ယောက်မဇရာအူရီခိပါမဇရာအူရီကတော့ပြီးခဲ့တဲ့ဘောလုံးရာသီမှာအတန်တိတ်အကျိုးပြုခဲ့တဲ့ကစားသမားပေါ့အဲ့တော့ယူနိုက်တက်ခေါ်ဦးခဲ့တဲ့ပြီးခဲ့သောဘောလုံးရာသီကကစားသမားရဲ့ထဲမှာဆိုရင်ပေးရတဲ့ပြောင်းရွှေ့ခြင်းနဲ့ထိုက်တန်တဲ့ကစားသမားဟာမဇရာအူရီဖြစ်ပါလိမ့်မယ်အဲ့တော့မဇရာအူရီဒီရပြပြောဆိုတရားဒီလုံးအတင်းတွက်ပေါ်ထွက်ခွင့်ရခဲ့တယ်ဘယ်နေရာမှာပဲကစားကစားအကောင်းဆုံးကြိုးစားကစားပေးခဲ့တယ်ကစားသမားတယောက်ရဲ့ကောင်းမွန်မှုနဲ့အတင်းရဲ့ရလဒ်ကမတူဘူးနော်ကစားသမား ခြေတွန်းပြတိုင်းအဲ့အသင်းရလက်ကကောင်းမွန်ခြင်းမှာကောင်းမွန်တာဘာကြောင့်လဲဆိုတော့ team work နဲ့စောရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အသင်းဖွဲ့နဲ့ကစားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကဲနောက်တစ်ယောက်ကိုလီယာကိုလီယာကတော့ keep တင်တယ်လို့ကျွန်တော်ထင်တယ်ငယ်သေးတယ်လေဗျာเนาะစောက်တန်းကလည်း2029ဆိုတော့တိုးရင်တိုးလို့ရသေးတဲ့အချိန်နေ Casmero sell ပါ Casmero ရဲ့ အသက်ရွယ်နဲ့စာအုပ်တန်းဘာမှမကြံတော့တဲ့အခြေအနေရကျွန်တော်ကတော့ဈေးကောင်းရရင် Sorry Pro League Club တွေကိုရောင်းသင့်တယ်လို့ထင်ပါတယ်။ Manuel Ugarte Keeper ဒါတော့ True True ပြောရမလို့ United ကွင်းလဲမှာတော်တော် aggressive ဖြစ်ဖြစ်ကစားပေးနိုင်တယ်တဦးတည်းသောကစားသမားလို့လည်းပြောလို့ရပါတယ်။ကဲ Kobe Mainu Mainu ကတော့ United မှာစာအုပ်တန်းတိုးဖို့ပတ်စံနေအများကြီးတောင်းနေတယ်ဆိုတော့တရင်မျိုးတွေကျွန်တော်ကြားထားရတယ်။သို့တော့ကျွန်တော်ကတော့ တိုးပေးတဲ့လို့ထင်နေဗျဒီကလေးရှိက Marcus Rashford လို့မဖြစ်သွားဖို့ပဲလိုတယ်အရေးသွေးကောင်းနေအများကြီးရှိပါတယ်တကယ်တမ်းလဲဘောလုံးကစားတာကောင်းတယ်အဲ့ဒီလောက်ခပမာဏလေးကိုအနည်းငယ်ဆွေးနွေးညှိနှိုင်းပေးမယ်ဆိုရင်ရှေ့ရှေ့ဆက်ထိန်းသင့်တဲ့ chart တယောက်လို့ကျွန်တော်ထင်ပါတယ်ကဲနောက်ထပ်တစ်ယောက်ကတော့ Patrick Dorgu ဒါတော့ကျွန်တော်အကြိုက်ဆုံးနော်လက်ရှိအချိန်မှာ United ကစားသမားလို့ပြောလို့ရတယ်ကျွန်တော်ဒေါ်ဂူနဲ့ပတ်သက်ပြီးအမြဲ hype တယ်ပေါ့နော်ကျွန်တော်ကကြိုက်ရင်ဗျာအဲ့လိုဖမ်းမဆောင်တတ်ဘူးဒေါ်ဂူကိုတော်တော်ကြိုက်တာလှုပ်အားလုံးပြည့်တယ်သူ့ဘာသူ vision ရှိတာမရှိတာခဏတာ လုံအောင်အပြည့်နဲ့ကြိုးစားပန်းစားကစားပေးနေတာနေတော်တော်သဘောကျတယ်အများကြီးတက်လာနိုင်တယ်လုံအောင်တေချာပေါက်ခိရမှာပဲဖြစ်ပါတယ်နောက်တစ်ယောက် Bruno Fernandez ကျွန်တော် keep sell မပြောတော့ဘူးကျွန်တော်ညီကိုတွေပဲဝင်ဆွေးနွေးပေးသွားတော့ Bruno နဲ့ပတ်သက်ပြီးတော့နောက် Alejandro Garnacho Garnacho ကတော့အတင်းကထွက်မှတေချာသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွေက keep လို့ပြောလဲပြောမရတော့ဘူးဆဲမှာပါနောက် Missimo Missimo ဆဲတဲ့နေ တိုးတော့ဘယ်တင်းမှဝယ်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်အဲ့ဒါကြောင့်ရူဘင်အမော်ရင်နေနဲ့သူ့ရားတလောက်တော့ဆွဲတင်ပေးဖို့ပဲရှိပါတယ်အမတ်ဒီယာလိုခိပါနောက်ရော့စမတ်ဝိုင်လန်ကျွန်တော်တော့ sell တင်တယ်လို့ထင်တယ်ဒါပေမဲ့ဆရာသမားကအစ်မကတ်ပြီးတော့နေနေတဲ့ပုံစံမျိုးတွေ့ရပါတယ် Joshua Zexy keep တင်ပါတယ် Zexy က wildland နဲ့ဆိုင်နေနေတုံးလို့ရသေးသလားပေါ့ နံပါတ်တန်းနေရာမှာသုံးမယ်ဆိုရင်လည်းမစိုးပါဘူးစူပါဆက်အဖြစ်နဲ့ကစားမယ်ဆိုရင်လည်းတွန်းတွန်းတက်တိုက်နဲ့ခွန်အားအပြည့်ရှိတဲ့အခြေအနေမျိုးမှာပြိုင်ဘက်နောက်ခံကစားသမားတွေကိုဖိအားပေးနိုင်တယ်အဲ့တော့ဇက်ဇီကိုထိမ့်သိမ့်သိမ့်ထိမ့်သိမ့်ပေါ့နော်လောကပမာဏအရာလည်းအဆင်ပြေပါတယ်ကျွန်တော်တော့ဇက်ဇီကို keep တင်တယ်လို့ထင်တယ်နောက်တစ်ယောက် ချီလိုအိုဘီကျွန်တော်ကတော့တေကြပေါ့အငားချတင်တယ်လို့ပဲပြောချင်ပါတယ်ယူနိုက်တက်အသင်းမှာကစားဖို့အတွက်လုံလောက်တဲ့စွမ်းဆောင်ရည်မျိုးမရှိသေးပါဘူးဟုတ်ကဲ့ဒါကတော့မန်ယူနိုက်တက်အသင်းရဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဘယ်ကစားသမားကိုဆက်ထိန်းတင်လဲရောင်းတင်လဲဆိုရဲကွန်တန်လေးကိုဒီဆက်ပေးခဲ့တာပါယူနိုက်တက်ဖန်ကြီးကိုရောဘလို့အမြင်နေရှိသလဲ comment ထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်